အယုဒ္ဓယာမြို့နယ်ဟာဆိုးရွားပြီးကျယ်ပြန့်တဲ့ရေကြီးမှုပေးနဲ့ရင်ဆိုင်နေရပါတယ်။ကျောက်ဖျားစေကရေထုတ်လုပ်မှုနှုန်းကိုတစ်စက္ကန့်လျင်2800ကုဘမီတာအထိ တိုးမြင့်လိုက်တာကြောင့်မြေရည်မျက်နှာပြင်တွေစတက်ညစ်တက်လာခဲ့ပါတယ်။ဒီကြီးမှုဟာဖရာနခွန်စီအယုဒ္ဓယခရိုင်တွင်းကမြို့နယ်ဆက်တစ်ခုကိုထိခိုက်ခဲ့ပြီးအိမ်အောင်စု9800ကျော်ဒုက္ခရောက်နေပြီးလူဆက်လေးဦးသေဆုံးကြောင်းအတည်ပြုထားပါတယ်။ ရေလွှမ်းမှုခံရတဲ့မြို့နယ်တွေထဲမှာဆဲနာဘန်ဘန်နဲ့ဖရာနခွန်စီအယုတ်တရမြို့နယ်တွေပါဝင်ပါတယ်။မြို့တော်တွေကခလောင်ခူမောင်းတူးမြောင်းရေဟာကမ်းပါးတွေပေါ်ရှန်ကြပြီးရက်ရွာတွေကိုရေလွှမ်းမှုခဲ့ပါတယ်။ရေပရက်တဲ့ပြည်သူရာပေါင်းများစွာဟာယာယီတရားတွေနဲ့ကာယံမှုတွေပြုလုပ်ပြီးရှင်သန်နေကြရပါတယ်။အာနာပိုင်တွေကတော့အခြေအနေကိုအနီးကပ်စောင့်ကြည့်နေပြီးအကူအညီတွေပေးပို့ဖို့စီစဉ်နေကြောင်းနောက်ဆုံးရသတင်းတွေအရသိရပါတယ်။ နေ့စဉ်သတင်းများအတွက်မင်္ဂလာသတင်း channel ကို follow လုပ်ထားဖို့မမေ့ပါနဲ့နော်